ဒီအခုနောက်ပိုင်းမှာဆိုတိတာလာတယ်လက်နက်ပိုင်းတော်လာရတယ်မျိုးသမီးတွေအများကြီးပဲပါလာတယ်ပေါ့နော်မျိုးသမီးတွေအများကြီးပါလာတယ်အဲ့ဒီအတွက်ဟိုဝမ်းလဲတာတယ်မိန်းကလေးဆိုပြီးတော့အိမ်ထဲမှာနေကုတ်နေရမျိုးမရှိတော့ဘူးမြန်မာလေးအနေနဲ့ဒီမျိုးတော်လှန်ရေးမှာပါဝင်ဖြစ်ခဲ့တဲ့အကြောင်းလေးကိုအရင်ဆုံးပြောပြပေးပါရှင်ဒီ2021မျိုးတော်လှန်ရေးပေါ့နော်ဒီကာလမတိုင်ခင်တော့ကျွန်တော်ကမော်ခဲဘက်ကတည်းကဖွဲ့ချုပ်မှာတမကအဖွဲ့ဝင်တယောက်ဖြစ်ခဲ့တယ်ပေါ့နော် အဲ့တော့ဒီဂျပန်ပိတ်စာပေါ့နော်အင်တာနက်ပိတ်ခံရတယ်တင်းမောင်ချခံရတယ်အဲ့ဒီပိတ်စာတွေတုန်းကလေးကကျွန်တော်တို့ဇာနာပြရတယ်စတာတွေကတ်တယ်အဲ့အဲ့ကလေးကဒီမှာဝရန်နေနဲ့ထုတ်ခံရတယ်ပေါ့နော်အဲ့ကလေးကပေါ့နော်ကျွန်မဆရာနာရှိရဲ့စနစ်ကိုတော်လိုက်ရပါပေါ့ဒီအနာသိမ့်လိုက်တော့လဲနော်ဖေဖော်ဝါရီ၁ရက်ကစပြီးတော့ဟိုဘောကတပိတ်ဥဆောင်ကော်မတီရဲ့မှာဝင်ပြီးတော့လှုပ်ရှားတယ်ပြင်ဆန္ဒပြတယ်လမ်းမပေါ်တပိတ်မှောက်တယ် ဟော6လလောက်ကြာတော့ညီမလက်နက်ကင်လမ်းစီကိုသူတို့မို့လို့ညီမတော်တယ်ဟိုပါလေရပါတော့ဟုတ်ညီမအေးညီနဲ့ပါဝင်ရပါဘာအခုလက်ရှိမနော် BLDF မှာညီမလေးရဲ့ဟိုဘောနော်တာဝန်နဲ့ယာတူးလေးနဲ့အခုလက်ရှိဘာလို့လှောက်ဆောင်နေလဲဆိုတဲ့အကြောင်းလေးလည်းပြပြပေးပါအောင်ရှင်ဟုတ်ညီမဒီ BLDF စစ်တေတာတက်မှာညီမကတက်ထောက်တောင်းယူထားပါဟောတက်ထောက်တောင်းဝယ်ယူထားတဲ့အနေရောညီမဒီညီမတို့ညီမတို့တန်းနဲ့ဆိုင်နေပေါ့နော်ဒီဒေခါပိုင်းဆိုင်ရာခဏယူပိုင်းဆိုင်ရာပေါ့ အဲ့အရာကြီးအကုန်လုံးကိုသူတို့တောင်းနေကြပါတယ်တောင်းပြီးလောက်ဆောင်ကြပါတယ်အခုပေါ့နော်အမျိုးသမီးတယောက်နေနဲ့တော်လိုင်းရေးမှာပါဝင်တဲ့အခါမှာဘလို့စိန်ခေါ်မှုတွေကြုံရတယ်အဲဘလို့အရာတွေကစိန်ခေါ်မှုကြီးတွေဖြစ်မလဲရှင်ဒီညီမတို့ကိုမကြုံဘူးတာတွေကိုမတွေးတောင်မတွေးဘူးတဲ့အရာတွေပေါ့နော်အဲ့လိုမျိုးတွေဟိုအများကြီးကြုံရပါတယ်ဒီစိန်ခေါ်မှုစိန်ခေါ်မှုဆိုတာဘောရောက်ကြလေးဒီခင်မင်းလေးဒီပေါ့မာရဲ့ဒီတော်လိုင်းရေးမှာရောက်ကြလေးတွေအနေနဲ့လောက်ဆောင်နိုင်တဲ့အလုပ်တွေရှိသလို ညီမတို့အနေနဲ့လုံဆောင်နိုင်တဲ့အလုပ်တွေလည်းအများကြီးရှိရပါတော့။အဲ့အတွက်ဟောကိုလုံနိုင်တဲ့အလုပ်ကိုပဲအကောင်းဆုံးလုပ်မယ်ဆိုပြီးဒီစိန်ခေါ်မှုတွေပါရင်းကြောင်ကြောဖြစ်တယ်ပေါ့နော်။အဲ့လေအာယုံလည်းအဲ့လောက်မထားပါဘူးဒီစိန်ခေါ်မှုတွေကိုဖက်ခဲရေးဆိုလည်းပြီးသွားတာပဲလေပြီးရင်လည်းလနဲ့ကလည်းစင်ကိုအမျိုးသမီးတယောက်အနေနဲ့ live ဖို့ပေါ့ဘယ်လိုဆုံးဖြတ်ချက်တမျိုးတွေချက်ပါကြောက်ချပြတာလဲအဲ့ဒါလေးလည်းပြပြပြပါဦးရှင်။သနာပြသပိမောင်နေတဲ့အချိန်မှာပေါ့နော်ဒီကျွန်တော်တို့မုံရမှာဆိုရှိပါတယ်ဖျက်ရနေလန်းကိုအာသာနေလန်းဆိုပြီးတော့ ိုခေါ်တယ်ပေါ့နော်အဲ့ချိန်မှာညီမနဲ့အရန်ရှင်းပြီးတဲ့ဆရာဆရာကိစ္စဝင်ပေါ့နော်သူကအဲ့ညီမလေးကြားသွားတယ်ပေါ့ဟိုကမျက်ရည်ပုံမဲ့တုံးတယ်ခြေတန်းအစ်စ်မတုံးဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြစ်တယ်ပြစ်တော့တကယ်တမ်းကတော့ခြေတန်းဆက်တုံးလို့မလို့ပဲသေးရပဲလေအဲ့လိုမျိုးလေးတုံလာတဲ့ခါမှာငါတို့ဒီလိုလမ်းမထွက်ပြီးအော်နေုံနဲ့တော့ဘာမှတော့ဖြစ်မလာဘူးပေါ့နော်သူတို့ကလက်နက်နဲ့ခြားတဲ့ကိစ္စမှာငါတို့ကလက်နက်နဲ့ပဲပြန်တော်လန်ရမယ်ပေါ့ညီမအဲ့လိုမျိုးပဲစဉ်းစားလိုက်တယ်ပြီးတော့အဲ့လိုပေါ့ညီမအနေနဲ့လည်းမကြည်နိုင်ဘူးပေါ့အဲ့ဒီကိစ္စကြီးနဲ့ပတ်သက်လို့ကတော့ဟို ပိုကလက်နဲ့လည်းမပါဘူးဘာမှလည်းမပါဘဲနဲ့เนาะမိန်းမဆော်ဆန္ဒပြတယ်ဒါပေမဲ့ပိုလို့ရှင်တာကိုရအောင်တောင်းတယ်မရဘူးဒီလိုကောင်နေနေကတော့ဒီဆက်ဆက်ဆွေးနွေးရုံတောင်းစုရုံနဲ့ကတော့ရမှာမဟုတ်ဘူးဆိုတော့စိတ်ပေါ့เนาะအမကညီမအဲ့စိတ်နဲ့ပဲဟိုလက်နက်ကိုတော့လက်နက်ချင်းပဲတိုက်မှာရမယ်အဲ့ဒီတွေးဖို့နေပဲညီမ၆လကြာတော့ဒီတော်ရဲကိုရောက်ပြီးတော့လက်နက်ကောင်เนาะလက်နက်ကောင်ပေါ့เนาะလက်နက်ကောင်တင်တတ်တော့ မမရဘလို့ဖက်ခဲရကို့အတွက်ပို့ပြီးတော့ဟိုဘယ်လိုခေါ်မလဲဖက်ခဲလို့ထင်မိတာမျိုးရှိလေအဲ့လိုခက်ခဲကိုရောဘလို့ကြုံသွားခဲ့လေပေါ့နော်စစ်တင်နှန်းစစ်တင်နှန်းဆိုတာလေကို့အရင်ကတော့ရှာတယ်ရအောင်လုပ်ရအောင်လုပ်ပဲပေါ့နော်ဒီတင်နှန်းလောက်ကတော့ဆိုရပုံလို့တကယ်တမ်းလောက်ရတဲ့အချိန်ကျတော့တော်တော်လေးတော့ပြင်းမှန်းပါတယ်မင်းကလေးတောင်နေပေါ့နော်ဟိုယောက်ျားလေးတွေယောက်ျားလေးတွေဆိုရင်တော့အရင်ဆက်ခဲပြီးပြင်းမှန်းနေတဲ့အချိန်မှာကိုကမင်းကလေးတောင်နေလဲဆိုရင်သူတို့လိုရအောင်လုပ်မယ်ဒါပေမဲ့ခဏကွာလိုက်လုံနိုင်လားဆိုတော့အဲ့လောက်ဒီလိုက်မလုံနိုင်ဘူးသူတို့ရဲ့ ဟိုသူတို့မမီနိုင်တာဗောနော်မမီနိုင်တဲ့အချိန်ဒါပေမဲ့ဘေးကဟိုရဲဘော်တွေကဟာလောက်တာလောက်တာဒါဒါကတော့တတ်မှရမှာအဲ့လိုမျိုးတွေသူကအားပေးရအားပေးရကြတော့ဟိုလက်တွေလက်တွေပေါ်လာတယ်သူတွေပေါ်လာတယ်ဟာအဲ့ဒါတွေကတော့မပြောပေါက်လောက်ပါဘူးအကြေနဲ့ကဗောနော်တကယ်အချိန်မီနဲ့ဂျုံလိုက်ခါမှာဟိုအဲ့လောက်ကြီးဖက်ခဲပင်မျိုးခဲရမျိုးတော့မရှိပါဘူးဒါပေမဲ့ဟိုကိုကရအောင်လုပ်မယ်ဆိုရင်စိတ်ကတော့ရှိရပါတော့။ဟိုမင်းကလေးဖြစ်နေလဲမင်းကလေးဖြစ်နေလဲပေါ့နော်။မင်းကလေးဖြစ်နေလဲရောက်စားပြီးတိုင်းပြီးတော့လုံနိုင်ရမယ်ဆိုရက် စိတ်လည်းရှိရဲ့ဒါပြီးတော့ဟိုကိုမမလုံနိုင်ဘူးကိုမမလုံနိုင်တော့ဘူးဆိုရင်ကျန်တဲ့ဘာမှကိုအစတွေးထားတဲ့အခါတွေပေါ့နော်ကိုမကျင်လက်ခဲ့တဲ့ကိစ္စတွေဘာတွေဆိုတာလေဘလို့မှမတုံ့ပြန်နိုင်တော့ဘူးလေအဲ့လိုမျိုးအနေထားနဲ့ပဲဟိုပြင်မန်းတာတွေပါရတော့အများကြီးပါပဲတကယ်အများကြီးပါပဲဒါကြောင့်စစ်ကောင်စီရဲ့စစ်ကြောင်းထိုးနေတဲ့အခြေအနေနဲ့ပြီးလုတ်ကန်ရတဲ့အခြေအနေတွေမှာအခက်အခဲတွေရောရှိလားအဲ့ဒီအကြောင်းလေးလည်းပြောပြပေးပါဦးရှင့်စစ်ကြောင်းတွေအရန်ထိုးလာတယ်ဆိုတဲ့အချိန်မှာဆိုရင်တော့ လမ်းကြောင်းခက်ခဲတယ်တော်တော်တိတာလာတယ်တော်တော်တိတာလာတယ်ညီမတို့လွယ်လွယ်ကူကူမရတော့ဘူးဘာပစ္စည်းမှဟိုအမရဲ့ဟိုလိုမျိုးပြောလိုက်မယ်ညီမတို့အမျိုးသမီးအနေနဲ့အပတ်ပတ်ပေါ့နော်ပတ်တောင်မှညီမတို့တော်တော်ခက်ခဲလာတယ်ဒီဘက်မှာတော်တော်လေးခက်ခဲလာတယ်ပြီးတော့မတန်တဆဈေးနဲ့ပေးပြီးဝယ်နေရတယ်ပေါ့နော်ဟိုအမျိုးသမီးရဲမိတွေများလာတယ်နည်းနည်းညီမတို့ကလည်းအော်ဒီခုလောလောဆယ်ညီမတို့ပတ်ကုန်ပဲတုံးနေရဆိုတော့လေအဲ့လိုမျိုးခက်ခဲတွေကတော့မြင်လာပါတော့နော်မြင်လာတယ်ဂျန်နဲ့မျိုးသားရဲဘော်တွေအတွက် ။တန်တဲ့ရဲဘော်ရဲ့အတွက်ဆိုရင်လည်းညီမတို့ဒိဋ္ဌာပိုင်းဆိုင်ရာတန်တဲ့သူတို့စိတ်ဝိတ္တစာဆိုင်ရာအဲ့လိုမျိုးကတော့တော်တော်လေးကိုလမ်းကြောင်းနေရစိတ်မပြေတော့ဖြစ်နေတယ်ခုကာလမှာညီမတို့ရှိတာလေးနဲ့ခြေတာပြီးတုံးနေရပေါ့မှားရခြေတာပြီးတုံးနေရလည်းလည်းကိုလည်းမရအောင်ညီမတို့မှလည်းခက်ခဲတယ်လည်းရှိနေတယ်အဲ့လိုမျိုးပေါ့သူတို့လည်းနားလည်ပါလေဒီအခြေအနေကိုလေစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကဒီလိုဘလိုချင်းနေရှိတယ်ကလေးတွေယာကန်တွေကရောဒီလေကြောင်းတိုက်ခိုက်မှုအပေါ်မှာတိုးတင်ကောက်ွဲတဲ့ခါမှာဘလိုတွေတည်ရှိကြတယ်ပေါ့နော် ူတို့ကအဲ့လေရင်လာရဆိုရင်မရဝိုင်းပြီးထွက်ကြည့်ကြတယ်ထွက်ကြည့်ဆက်စုပါပေါ့နော်အနေဟိုလူပြောရရင်တော့ဟိုတချို့ဓာတ်ကြီးမှာတကယ်လည်းမကြုံမှုသေးတဲ့အခြေအနေမှာမကြောက်ကြအောင်မကြောက်ကြတဲ့အတွက်အဲ့လိုမျိုးအခြေအနေတွေရှိတာတော့တကယ်ကျဲသွားရင်ဆိုအဆုလိုက်ပြုံလိုက်ဒီအဆုလိုက်ပြုံလိုက်ပေါ့နော်ကိုယ့်ဘက်ကဘာမှမတက်နိုင်ဘူးအဲ့လိုမျိုးအခြေအနေမှာညီမတို့ကစနေတကြဘုံဟုတ်ခြင်းတွေဘယ်လိုတွူရမလဲဒါပြီးတော့လေနေနေအနေလာရင်ဆိုရင်ဘယ်လိုမျိုးတင်းချောင်ရမလဲညီမတို့ရဲ့ခန္ဓာကိုယ်အနေထားဘယ်လိုနေရမလဲဒါပြီးကလေးလေးဆိုရင်လည်းចောင်းတက်နေတော့မှ ဒီအရေးပေါ့ဗောနော်အရေးပေါ်ဒီလိုညလာရေးဆိုရင်ကလေးတွေအကြောင်းကနေဘယ်လိုမျိုးဖောက်ဖွာရမလဲဘယ်လိုမျိုးပုံစံလုပ်ရမလဲဆိုတာကကျွန်တော်တို့လက်တွေ့ရောပေါ့နော်လက်တွေ့ရောသူတို့ကိုဖော်ပြပြပါတယ်အရေးကြီးလို့ပေါ့နော်ဒီကာလမှာလည်းအရေးကြီးလို့ပါအားရတယ်ကတော့ဟုတ်အခုပေါ့နော်အာနာတိန်လာလေကာလအနေနဲ့ဆိုရင်၅နှစ်ထဲဝင်လာပြီဆိုတော့စိတ်တက်ကြတဲ့အချိန်တွေရောရှိလားကိုယ့်ရဲ့ mindset ကိုဘယ်လိုမျိုးအာ healthy ဖြစ်အောင်နေလဲဘယ်လိုခရီးရက်တွေနဲ့ရှေ့ဆက်လဲရှင်ကျွန်တော်တို့ဒီ အကူပေါ့နော်ရင်းနှီးတဲ့ကြပြဆရာတီတော်ကြီးကပြောခုရရှင်ဟိုဟာတွေ့ရောမျက်ရည်ရောကြားတယ်ပေါ့အဲမသိတတ်တော့မကြောက်ဘူးပေါ့ဟုတ်ပြီကျွန်တော်လည်းအဲ့လိုမျိုးပါပဲတချို့ရတာတွေမှာကျွန်တော်တို့ပြီးမှဟိုရေးဘော်တွေပေါ့နော်ရေးဘော်တွေကြားသွားတာရှိရဲနောက်ပြီးတော့ဟိုကျွန်တော်တို့တချို့အရင်တော့ရှိပါတယ်ညီမနဲ့ဆက်ဆက်တဲ့ပေါ့နော်ညီမတို့ပုံမှန်လိုပြော်လုံးကြီးလောက်ကြီးလောက်ကြာကြာခင်ရတယ်ပေါ့နော်အဲသူတို့ဘက်အခြေအနေနဲ့ညီမတို့မှာဆုံးဖြတ်မှုတွေအများကြီးပါအများကြီးဆိုတော့ အဲ့လိုမျိုးကိစ္စတွေကြုံလာတယ်ဆိုရင်ကျန်တဲ့သူတော့မပြောတတ်ဘူးဒီမှာဝမ်းမနေဘူးဒီမှာတဝဆင်းနေလို့ဆိုဝမ်းမနေဘူးဆိုတော့ဟိုလိုမျိုးစိတ်ခံစားမှုမရှိလို့ဝမ်းမနေရမို့ဒီမှာဒေါသထွက်လာဖြစ်ဖြစ်ဒေါသကြီးထွက်တယ်ဒေါသကြီးထွက်တယ်ပြီးပို့ပြီးတော့ဒီဒေါ်လာကြီးထဲမှာကိုအလုံးလုံးနေလိုက်ပေါ့နော်ခွန်အားဖြင့်ပြောင်းနေလို့တော့ပြောတယ်အဲ့လိုမျိုးပေါ့ကိုကိုရဲ့နာကျင်မှုကိုခွန်အားဖြင့်ပြောင်းနေပေါ့အဲ့လိုမျိုးအခြေအနေနဲ့ညီမကတောင်းတတယ်ကတော့စိတ်သက်ကတော့မကြပါဘူးတောင်းတတယ်လည်းစိတ်သက်မကြဘူးစိတ်သက်ကြတဲ့အချိန်ဆိုလဲ အာငါဒီဖိတ်တဲ့ကြံမျိုးတော့ဖြစ်ဘူးငါလောက်ခတ်มาလေအများကြီးပေါ့နော်ဒါပြီးတော့ဟိုနာခဲ့တဲ့အပိုင်းတွေလည်းအများကြီးငါတို့မှမလုပ်ရင်အဆင်မပြေတော့ဘူးပေါ့နော်အဲ့လိုမျိုးနဲ့ကိုကိုတယောက်တည်းကိုတယောက်တည်းစိတ်လက်ကြပြီးတော့ဒေါ်လာကြီးကနေပြည်ပြသွားမယ်ဆိုရင်လည်းဒီဒေါ်လာကြီးကရဲဘော်တယောက်ကိုဆုံးဆုံးလိုက်ရတာပဲဆိုတဲ့ပုံစံမျိုးနဲ့အာညီမစိတ်လက်လည်းမကြပါဘူးပြီးတော့ပိုပြီးလည်းအားစိုက်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအတွေ့ရတော့ဝင်လာတော့ဝင်ပါလေဒါပေမဲ့တုံတန်တော့မဝင်ပါဘူး မျိုးတော်လိုင်းမှာအမျိုးသမီးတယောက်အနေနဲ့ပါဝင်ခွင့်ရတဲ့အပေါ်ဗာပြောချင်တာရှိလေခေတ်ကထမ်းတင်ပြလိုက်တာဒီမှာလည်းပုံပုံထမ်းတင်ပြလိုက်တယ်ဒီမှာကျွန်တော်တို့ဘယ်တော့ထမ်းနိုင်လဲကိုယ့်ဘုံကိုလည်းတန်းစစ်လို့ရတယ်နောက်ပြီးတော့ဒီကိုလုတ်နေတယ်ဆိုတာကို့အဝင်းဝိုင်းတစ်ခုလည်းအတွက်လည်းမဟုတ်ဘူးအကုန်လုံးပေါ့နော်ပြည်ပြည်လူထုတိတ်ရလုံးဆိုတဲ့ပုံစံမျိုးနဲ့ဒီမှာလုတ်နေရတယ်အဲ့ဒီအတွက်ဟိုအမျိုးသမီးဖြစ်တဲ့အမျိုးသားဖြစ်တဲ့မှာဒီကာဒီကာလပါပေါ့နော်အဲ့လိုမျိုးတော်လိုင်းရဲကိုကိုတက်နိုင်တဲ့နေရာကနေဝင်ပြီးတော့လုံနိုင်နေဆိုတဲ့အတွက်ဘုံကြီးလေပြီးတော့ ဒီအခုနောက်ပိုင်းမှာဆိုတိတာလာတယ်လက်လက်ကင်တော်လာတယ်မျိုးသမီးတွေအများကြီးပဲပါလာတယ်ပေါ့နော်မျိုးသမီးတွေအများကြီးပါလာတယ်အဲ့အတွက်ဟိုဝမ်းလဲတာတယ်မိန်းကလေးဆိုပြီးတော့အိမ်ထဲမှာနေကုတ်နေရမျိုးမရှိတော့ဘူးဒါပေမဲ့အခုမျိုးသမီးရဲဘော်ကြီးကတော့တိုးတက်တဲ့နေလို့ရှိလာပြီဆိုတော့သူကဒေါက်တာလေးလုံနိုင်တယ်ဘာလို့လဲလုံနိုင်တယ်ဘာနေနေလုံနိုင်တယ်သူတို့အနေနဲ့အဲ့လိုမျိုးတတိယနဲ့ဟိုဒီလက်လက်ကင်တော်လာတဲ့ပေါဝင်လာတဲ့အတွက်ဟိုအုံလဲယူနေဟိုမျိုးသမီးတယောက်အနေနဲ့ပေါ့နော်မျိုးသမီးတယောက်အနေနဲ့လဲပုံနေနောက်ပြီးတော့ တော့သူတို့ကဆိုတော့အမျိုးသမီးရင်တို့လည်းမတွေးတော့မတွေးတော့ပဲနဲ့အကုန်လုံးနဲ့ရှိမှာတန်းပြီးတော့ပေါ့နော်ဟိုသူတို့လောက်တာလုံနိုင်တယ်အကုန်လုံးလုံနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့မတော်နိုင်ရတော့ဝမ်းလဲတာတယ်ပြီးတော့နောက်ထပ်ပေါ့နော်အဲ့လိုမျိုး online site ရှိတဲ့အမျိုးသမီးရင်နဲ့မျိုးမျိုးလက်လက်ပိုင်းတော်လိုက်တဲ့မှာသူတို့တက်နိုင်တဲ့နေရာနေဝင်ပြီးအားပြေပြီးပုံပြကြဖို့ပေါ့နော်ဝင်ပါကြဖို့ပေါ့အဲ့လိုမျိုးလဲကျွန်တော်ဖိတ်ခေါ်ချင်တယ် ဟုတ်ကဲ့ဟာဒီခုဆိုလို့ရှိလို့ရှင်လေဒီ BLDF အနေနဲ့ရှေ့ဆက်လုပ်မဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့အဲပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ BLDF အနေနဲ့တော့ညီမတို့ဒီတက်ဦးမှာပေါ့နော်။နိုင်ငံရေးမှုကဒါအတိုင်းစဲထားတာမျိုးချက်ရှိရရှင်။အဲ့ဒါကဆက်နိုင်ရှင်မျိုးတက်ချုံရေးနဲ့ပတ်သက်ဒီမိုကရေစီတိဆောက်ရေးဆိုတဲ့လမ်းစဉ်တစ်ခုပါ။ညီမတို့ကအဲ့နှစ်ခုပေါ်မှာလူတည်ပြီးတော့ဒီစီ န်ဆောင်မှုတွေစုစုတွေတာတဲ့အလုပ်တွေကိုပဲညီမတို့တစ်ခိုင်းတော့ငါလောက်တော့မှာလောက်တော့မှာပေါ့နော်ခုနောက်ပိုင်းမှာအရင်ကလည်းလောက်ခဲ့တယ်အခုလည်းညီမတို့အဲ့ line ဆိုတော့ဟိုကောင်ဆဲပြီးတော့ပဲညီမတို့ဆက်ပြီးတော့လောက်ဆောင်တော့မှာပါပြီးတော့ပြည်သူလူထုလည်းညီမတို့ကျေးဇူးမျက်နှာပူပါတယ်အခုချိန်မှာတော့တရင်နေနဲ့ဘလို့ခက်ခဲတွေရှိတယ်လိုအပ်ချက်တွေရောရှိလားအဲ့ဒါလေးလည်းပြောပြပေးပါဦးရှင်လိခါပိုင်းပေါ့နော်လိခါပိုင်းခက်ခဲတွေအဲ့ဒါလေးညီမတို့တောက်တောင်းဝင်ထားတဲ့အတွက်ဟိုကျေးဘော်တွေကိုလုံလုံလောက်လောက်ပေါ့နော်ဘယ်လိုမျိုးထောက်ပံ့ပေးမှုရမလဲ ော်သူတို့အဆင်ပြေအောင်မတို့ဘယ်လိုလုပ်ရမလဲဆိုတော့အားလေမပြည့်စုံမှုပေါ့မပြည့်စုံမှုနဲ့ဥမာရှိတဲ့ပစ္စည်းနဲ့အကောင်းဆုံးဖြစ်အောင်သူတို့ဘယ်လိုလုပ်ပြရမလဲအဲ့လိုမျိုးတွေနဲ့အများတန်းစဉ်းစားရတယ်ပြီးတော့ကိုလိုအပ်တဲ့လောက်လည်းမရနိုင်ဘူးလေပြီးတော့ညီမတို့မှာပြည်သူပဲအားကိုးနေရတဲ့အခြေအနေပဲရှိသေးတယ်အာပြည်သူပြည်သူထောက်ခံမှုရထားလို့ရညီမတို့တော့ရှေ့ဆက်နေတာပေါ့နော်ညီမတို့ရှေ့ဆက်ပြီးလုံးလုံးနိုင်တာညီမတို့ဝင်နေတဲ့အဝင်စားတွေညီမတို့စားတောက်နေတဲ့စားစားတွေညီမတို့ရဲ့ဆက်လက်နဲ့ပစ္စည်းတွေဒါတွေကဟိုအများ ဆုံးကပြီးပြီးထောက်ပံ့ထားတဲ့ဟာတွေဆိုတော့ဒီမှာတို့နေနေလဲကိုပါတော့တရက်တူပြီးတဲ့အခြေအနေမှာဟိုဒီလိုအဝေးမှုတွေကအများကြီးပါတယ်ပေါ့နော်အဲ့တော့တချို့ခက်ခဲတွေကတော့ပြည်လေပါတယ်ပြည်လေပါတယ်ဒါပေမဲ့အစုံလုံးနေနေကတော့ဒီမှာတို့အများကြီးကတော့ဆက်ပြီးကျူးစားရအောင်ပေါ့ပေါ့နော်အဲ့လိုမျိုးပါပဲခက်ခဲတော့မပြည့်စုံဘူးကတော့အခုချိန်မှာဒီမှာတို့မှမဟုတ်ပါဘူးအကုန်လုံးမှရှိပါတယ်အဲဒီပေါ်တော့ဒီတော်လည်းပြီးသွားရောမနေ့ရဲ့ပန်းတိုင်းကဟိုပေါ့နော်ရေမှန်းချက်ကအဲဘာဖြစ်မလဲရှင်ဘာလို့ချန်လဲပေါ့နော် ပထမကတော့ဟိုတော်လန်ကြီးပြီးဖို့ကတော့ပထမရည်မှန်းချက်ပဲတော်လန်ကြီးအောင်ဖို့ပေါ့နော်တော်လန်ကြီးနိုင်ဖို့ဟိုဒီမအနေနဲ့ဟိုတော်လန်ကြီးမနိုင်မချင်းကတော့တန်တဲ့ကိစ္စတော့မစင်းစားနိုင်ဘူးဖြစ်နေရခုချိန်မှာတန်တဲ့ကိစ္စတွေးကြည့်လို့လည်းမရဘူးဟိုကိုမိသားစုအရေးကဆလို့ပေါ့နော်တန်တဲ့ကိုတကိုကြီးတကာရကိစ္စအဆုံးပေါ့ဘာမှဟိုစဉ်းစားလို့လည်းမရဘူးဖြစ်နေတယ်ဘာလို့လဲဆိုတော့ဒီကာလမှာကိုကြုံတွေ့ဖြတ်တန်းလာရတဲ့အခြေအနေတွေနဲ့လေ နိုင်ရှင်ပြီးစဉ်းစားလိုက်တဲ့အခါကို့အတွက်ကိုဆိုတဲ့ပုံစံမျိုးနဲ့ဘယ်လိုမှမစဉ်းစားလို့မရအောင်ဒီမလေးအနေနဲ့အဖြစ်ဆက်ပြောပြခြင်းနဲ့အကြောင်းအရာလေးရှင်လေးပြပြပေးပါအောင်ရှင်ဒီအာနာသိမ့်တာပေါ့နော်အာနာသိမ့်နေဆိုတာက2021မှာမဟုတ်ပါဘူး1960မိနစ်ကလေးကနေစပြီးတော့ဆက်အာနာသိမ့်မှုဆက်တိုက်ပဲဆက်တိုက်ပဲပြည်ပြည်လူလူတို့ကလည်းအဲ့ဒါငုံမခံဘူးတော်လန်လေတောက်လျှောက်တော်လန်နေကြတာပါပဲအခုမှတော်လန်နေရလည်းမဟုတ်ဘူးဆိုတော့ဒီသူကဤသူတောင်းကြည့်ကြည့်ရပေါ့နော်ဤသူတောင်းကြည့်ပါလေညီမတို့ကလည်းညီမတို့တောင်းကြည့်ဖို့တော့လိုရဲ့ အဲ့အတွက်ဒီညီမလည်းညီမမိခင်တာဝန်ကြီးပြန် DF နဲ့ဒီတော်လန်ကြီးကိုစောင်းဝန်းတိုင်နေကြည့်ပါနော်လုပ်မယ်လို့ညီမခင်ပြေးချင်ပါတယ်